ဗမာလူမျိုးကြီးဝါဒဆိုတာဘာလဲဆိုတာကိုနည်းနည်းပြောဖို့လိုမယ်ထင်ပါတယ်ဗမာလူမျိုးကြီးဝါဒဆိုတာဗမာမဟုတ်တဲ့သူတွေကိုအစိုးရအုပ်ချုပ်ရေးနေရာတွေမပေးချင်တာစစ်တပ်မှာနေရာမပေးချင်တာတရားစတာစီမံခန့်ခွဲခွင့်မပေးချင်တာတိုင်းသားဘာသာစကားတွေကိုတရားခွင့်မပေးတာဗမာမဟုတ်တဲ့လူမျိုးတွေကိုတတ်ချက်တာရွာမိရှို့တာမရင်းချင်တာစတဲ့အချက်တွေပါဝင်ပါတယ်အဲ့ဒီအချက်အပြင်မှာဗမာမဟုတ်တဲ့လူတွေကိုအထင်သေးတာမျိုးလည်းပါဝင်ပါတယ်အဲ့ဒီလောက်ရတဲ့ရဲ့60ရာခိုင်နှုန်းကို စစ်အာဏာရှင်ကတိုက်ရိုက်ပြုလုပ်ကျွလွန်ပါတယ်။အုပ်ချုပ်ရေးနေရာမပေးတာစစ်တပ်မှနေရာမပေးတာတရားစတာစီမံခန့်ခွဲခွင့်မပေးတာတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်မပေးတာတိုင်းသားတွေကိုတပ်ဖြတ်မိရှို့မရိကျင့်တာတွေအလုံးကိုစစ်အာဏာရှင်ကပဲတိုက်ရိုက်လုပ်ပါတယ်။ဘယ်ဗမာပြည်သူကမှမလုပ်ပါဘူး။ထောက်ခံတဲ့ဗမာပြည်သူဆိုတာကလည်းမရှိသလောက်ရှားပါတယ်။ကျန်းခိုင်ရေးပါတီဝင်တွေလောက်ကပဲဗမာလူမျိုးကြီးဘွာရဆိုတာကိုထောက်ခံပါလိမ့်မယ်။ ဒါပေမဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုအထင်မြင်သေးတယ်ဆိုတာမျိုးကိုတော့တာမန်ဗမာပြည်သူတချို့ထဲမှာလည်းနည်းနည်းပါးပါးတွေ့နိုင်ပါတယ်။ဒါကလည်းတကယ်တော့ဆက်အာနာရှင်စနစ်ရဲ့လက်ချက်ပါပဲ။ဆက်အာနာရှင်တွေတင်ကြားနေတဲ့အကြောင်းပညာရေးဆက်အာနာရှင်တွေလှုပ်ထားတဲ့သမိုင်းအလိန်ညာတွေရဲ့လက်ချက်ကြောင့်ဖြစ်ရတာတွေပါ။ဒါပြမှာစီးပွားရေးပညာရေးရင်ကျေးမှုမဖွံ့ဖြိုးအောင်တိုင်းရင်းသားနယ်မြေတွေမှာမဖွံ့ဖြိုးအောင်ဆက်အာနာရှင်တွေကစနစ်တကျလှုပ်ထားတာတွေကြောင့်ဖြစ်ရတာပါ။ လူသဘာဝကစေရတဲ့နှိမ့်ကြတဲ့လူတွေကိုအထင်သေးတတ်ကြပါတယ်ရန်ကုန်သားတွေမန္တလေးသားတွေကတောသားတွေကိုအထင်သေးကြတာတနာစရာလေးတွေလို့မြင်တတ်ကြတာဟာစီဝါရေးနှိမ့်ကြလို့ဖြစ်တာပါဒါပေါ်မှာအချင်းချင်းမှတောင်းမှဖြစ်နေတဲ့ပြဿနာပါအဲ့ဒီသဘောနဲ့အတူတူပါပဲပြောချင်တာကတော့ဗမာလူမျိုးကြီးဝါဒဆိုတာဟာလူမျိုးရေးပြဿနာမဟုတ်ဘူးသွေးမတူ DNA မတူလို့ဖြစ်တဲ့ပြဿနာမဟုတ်ဘူးစစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တဲ့ပြဿနာဆိုတဲ့အချက်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဗမာလူမျိုးကြီးဟွာရကျင့်သုံးတယ်လို့မြင်ကြားတဲ့သူတချို့ရှိပါတယ်သူတို့မှာထောက်ပြစရာအချက်တချို့လည်းရှိပါလိမ့်မယ်။ဥမာဗိုလ်ချုပ်ရုပ်ထုလောက်တာဗိုလ်ချုပ်တရားလောက်ချင်တာမျိုးဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့အရေးကြီးတာကကချင်တဲ့ရခိုင်ကိုစစ်တိုက်ခွင့်ပေးတာမျိုးပါ။အဲ့အရာမှာဗိုလ်ချုပ်ရုပ်ထုနဲ့ဗိုလ်ချုပ်တရားလောက်ချင်တာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗမာလူမျိုးကြီးပြဿနာလို့ဆိုနိုင်ပေမဲ့ပိုပြီးတော့အရေးကြီးတဲ့ KIA နဲ့ AA ကိုစစ်တိုက်ခွင့်ပေးတဲ့ကိစ္စမျိုးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဗမာလူမျိုးအများစုပါဝင်လို့ဖြစ်တဲ့ပြဿနာမျိုးမဟုတ်ပါဘူး၂008အခြေခံဥပဒေဘောင်အောက်ကိုဝင်သွားလို့ဖြစ်ရတဲ့ပြဿနာပါဆက်ရနာရှင်စနစ်ကနေပြီးတော့ဆင်းသက်လာတဲ့ပြဿနာပဲဖြစ်ပါတယ်ဒါတွေကိုခြုံငုံကြည့်ရင်ဗမာလူမျိုးကြီးဟွာတာအုံကြည့်ပြီးတော့လူနည်းစုလူမျိုးတွေကိုဖိနှိပ်ညှဉ်းပန်းမှုအလုံးနေပါရဲ့အဓိကရင်းမြစ်ဟာစစ်အာဏာရှင်စနစ်ပဲဆိုတာထင်ရှားပါတယ် ဗမာလူမျိုးကြီးဝါဒကိုတိုက်ဖြတ်ခြင်းစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ရပါလိမ့်မယ်